ပြတိုက်တွေထဲမှာချိတ်ပိတ်ပြီးတော့တင်ထားရတယ်။ကျင်းစာတဲ့လျှို့ဝက်စမ်းကျပစ္စည်းများရောက်စရာကောင်းလို့နဲ့လျှို့ဝက်စမ်းကျပစ္စည်းတွေကိုပြတိုက်တွေထဲမှာတင်ဆက်ထားပါတယ်။ဒါပေမဲ့အများပြည်သူကိုပြတာဖို့မဟုတ်ပါဘူး။ဘယ်သူမှမတွေ့နိုင်အောင်ချိတ်ပိတ်ပြီးတင်ဆက်ထားတာပါ။ဘာဖြစ်လို့လဲဆိုရင်အပြင်းထောက်တာနဲ့ NDA ရှိလွန်းလို့ပါပဲ။ဒီအထဲမှာကိုေးကောက်နေတဲ့မမ်မီယုံလောင်းတွေ၊ရင်းစားတက်နေတဲ့ရုပ်တွေနဲ့တခြားထူးခြားတဲ့ပစ္စည်းတွေလည်းပါနေခဲ့တာပါ။ဒေဂျာတာကဒီပစ္စည်းတွေကလူတွေနဲ့လုံးဝအထီးတွေ့လို့မရတာပါပဲ။ ေးထီးထွေးလိုက်မယ်ဆိုရင်ဘလို့ကိစ္စကျုံရမလဲမခံမနိုင်အောင် NDA ရှိလို့နေတာလည်းဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့အဲ့ဒီစီးရင်တဲကတော်တော်လေးကိုထူးဆန်းနေတဲ့ပစ္စည်းတချို့အကြောင်းဝေမျှပေးသွားမှာပါကလေးကစားတဲ့ရုပ်လေးတစ်ခုကိုမကောင်းဆိုးဝါဝင်ပူပြီး NDA တွေဖြစ်လာကြပါတယ်အဲ့ဒါကြောင့်ပြတဲ့ကိုဝင်ရောက်လာခြင်းမှာအလုံးကြုံဆုံးခန်းတဲ့ကိုထည့်သိမ်းခံလိုက်ရတာပါဒီရုပ်ရဲ့နာမည်ကစစ်နီအားလုံးသိတယ်လို့ခေါ်ပါတယ်ဗီဒီယိုဟောပြီးတဲ့ရုပ်လေးတစ်ခုပါနေစရာစုစောပိုင်းတို့ကဒီရုပ်လေးကြောင့်လူတွေရိုးရိုးတဲတဲဖြစ်သွားခဲ့ပူပါတယ် အယုတ်ရက်လက်တဲကိုအကျွေးစီးထည့်ပေးလိုက်ရင်ဗဇက်ကလှုပ်လာပြီးရှေ့ပြဟောတဲ့ကက်တူပြားတွေထုတ်ပေးမှာပါဒါမှစဉ်းစားကြည့်မယ်ဆိုရင်ဒီကက်တူပြားကလူတွေကြိုးရေးထားရမှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီရုပ်ကသုံးနေရင်နဲ့ထူးဆန်းတာတွေဖြစ်လာတာပါအဲ့ဒါကလူတွေမရေးထားတဲ့ကက်တူပြားကိုပါထုတ်ပေးတာပါနောက်ပြီးတော့ကက်တူပြားထဲမှာရေးထားတဲ့စာတွေကလည်းကောင်းတာတစ်ခုမှမပါဘဲနဲ့ဟိုအန်ဒီရဖြစ်မယ်ဒီအန်ဒီရဖြစ်မယ်ဆိုတော့မကောင်းတာတွေကြီးပဲရေးထားတာပါဘူဆိုရာကကက်ပြားထဲမှာရေးထားတဲ့အတိုင်းတကယ်ဖြစ်လာတာပါနောက်ပြီးတော့တကားတလေအယောက်ကမျိုးလုံးကစားသွားတော့ဒီတိုင်းခြားထားပေမဲ့လှုပ်ရှားနေတာစတဲ့ကိစ္စတွေလည်းရှိနေပါတယ် ဒီလိုနဲ့အယုတ်ကပြန်မလှည့်ပတ်မှုပြီးတဲ့နောက်ပြတဲ့ကိုရောက်လာခဲ့တာပါအယုတ်ရဲ့မကောင်းတဲ့တဲ့တင်ကជីနေတာဖြစ်တဲ့အတွက်သူ့အတွက်တီးတဲ့လုံကျုံရင်ခန့်ကအတိတ်တုံဆုံးပဲဖြစ်ခဲ့ရပါတယ်ជីလီနိုင်ငံအတာကာမာတဲကနာရထဲကတွေ့ခဲ့ရတဲ့ဂျိုသားပုံစံရုပ်ကျင်းတစ်ခုကလည်းပြတဲ့ထဲကိုရောက်နေခဲ့ပါတယ်အတော့လေလူမြင်ကွင်းကနေတင်ထားရပါတယ်ဘာဖြစ်လို့လဲဆိုရင်အရန်ခိုက်တက်လို့ပါအစာပင်းမှာတို့ဒီရုပ်ကျင်းကိုဂျိုသားဆိုပြီးမှတ်ယူခဲ့ပါတယ်ဒါပေမဲ့ပညာရှင်တွေနဲ့တေးကြစစ်ဆေးကြည့်လိုက်တဲ့အခါမှာလူသားဒီအန်နေကိုတွေ့လိုက်ရပါတယ် အဲ့ဒါကြောင့်ဒီရုပ်ချင်းကကျင်းစာတဲ့လူသားလားတိပ္ပံစံတမှုတစ်ခုကြောင့်လားခံမှန်းချက်တွေထွက်လာခဲ့ပါတယ်သူရဲ့ပုံစံကတော့ထူးထူးဆန်းဆန်းပါပဲကျွန်တော်တို့ရဲ့မြန်မာယူဆရဆိုရင်လူ၆ရုပ်လေးပုံစံဖြစ်ခဲ့တာပါနောက်ပြီးတော့ဒီရုပ်ချင်းရဲ့ပတ်သက်တဲ့လူတိုင်းကလည်းတဘာဝလွန်ကိစ္စမျိုးတစ်ခုမဟုတ်တစ်ခုကြုံရတတ်ပါတယ်ဒါပေမဲ့ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူးမကောင်းတဲ့ကိစ္စမျိုးတွေမှာပါအဲ့ဒါကြောင့်ဒီရုပ်ချင်းကခိုက်တက်တယ်ဆိုတဲ့ဇာတ်ကားလည်းပေါ်ထွက်လာပါတယ်နောက်ထပ်ထွက်လာတဲ့ကောလာဟာလာတွေကဒီရုပ်ကတက်ရောက်မှုကြီးမားတဲ့ရှင်အောင်စီမံတွေထဲမှာပါဝင်ခဲ့တယ်လို့ပြောနေကြတာပါ ဲဒါကြောင့်ပြတိုက်တာဝန်ရှိသူတွေကလည်းဒီရုပ်ကြင်းကိုလွှင့်ပြဖို့စဉ်းစားခဲ့ပါသေးတယ်။ဒါပေမဲ့ဒီအချိန်မှလည်းမမျှော်လင့်ထားတဲ့တလွဲကိစ္စတွေထက်ပြက်လာလို့နောက်ဆုံးနေ့ကိုပဲတုံးလိုက်ရတာပါ။အဲဒါကတော့ပြတိုက်ရဲ့တီးတဲ့အလုံးပိတ်အခန်းထဲမှာတော့ခတ်ပြီးတင်ထားလိုက်တာပဲဖြစ်ပါတယ်။ဒိမမနျူကပင်းဆိုတဲ့ပြတိုက်လေးတစ်ခုရှိပါတယ်ပြတိုက်လေးဆိုပေမဲ့အရန်ထိတ်လန့်စရာကောင်းတဲ့ပစ္စည်းတစ်ခုကိုဘိုင်းဆိုင်ထားတာပါတကယ်တော့အဲ့ဒီပစ္စည်းရှိနေတယ်ဆိုတော့အစာပိုင်းမှာတော့မသိကြပါဘူးနောက်တော့မှဝန်ထမ်းတွေကဒီပစ္စည်းကိုတွေ့ခဲ့လိုက်တာပါပဲ အဲ့ဒါကတော့လူခန္ဓာကိုယ်နဲ့ခွေးဦးကောင်းဆက်ထားတဲ့ရုပ်ကျင်းတစ်ခုပါပဲ2018ခုနှစ်မှာပြတဲ့ဝင်တန်းတွေကအလုံပင်ခန်းတစ်ခုကိုဖွင့်ကြည့်ရင်းနဲ့မှဓာကြီးကိုတွေးလိုက်တာပါဒီရုပ်ကျင်းကြီးကိုမှန်ပုံးတက်တာထဲမှာတေချာတော့ခတ်ထားပြီးတော့တင်ထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဝင်တန်းလေးလည်းရုပ်ကျင်းကြီးအကြောင်းသိရအောင်အခန်းထဲတဲလွန်စာတွေလှက်ပတ်ရှာခဲ့ကြပါတယ်ဒီအချိန်မှာပဲစာရွက်စာတန်းတွေပုံကျမ်းတွေထည့်ထားတဲ့တက်တာတလုံးကိုလည်းတွေးခဲ့ရပါတယ်ဒီတက်တာရဲ့ပိုင်ရှင်က Cornelius ဆိုတဲ့အမျိုးသားတအုပ်ပါပဲ သူကပြတတ်ရဲ့ကနေဦးပိုင်ရှင်လည်းဖြစ်ခဲ့တာပါတစ်တာတဲကပုံကျန်းအနေနဲ့မှာသူတို့တွေ့တဲ့ရုပ်ကျွင်းကြီးနဲ့စင်တူတဲ့ပုံနေကိုလည်းတွေ့ခဲ့ရပါတယ်ဒီရုပ်ကျွင်းကြီးကလူခန္ဓာကိုဖြစ်ပေမဲ့အမွေမြင်နေလည်းရှိနေတာပါမသိရင်တမန်းဝင်ပလေရုပ်ကျွင်းကြီးလိုပါပဲဒါပေမဲ့ဘဲကနေဘလို့စူဆောင်ခဲ့တာလေဆိုတဲ့အထောက်အထားကိုတော့မတွေ့ခဲ့ရပါဘူးအဲဒါကြောင့်ဒီရုပ်ကျွင်းကြီးကမှော်ပညာဆိုင်ရာအမှောင်ကျန်းကဖြစ်လိမ့်မယ်ဆိုပြီးယူဆခဲ့ပါတယ်သူကြကြကတော့ Cornelius ရေးထားတဲ့စာထဲမှာဒီရုပ်ကျင်းကိုလုံလုံကျော်ကျော်တင်ထားဖို့မဟုတ်ရင်တော့ လူတွေကို NDA ဖြစ်စေမယ်လို့တေချာသတိပေးထားတာပါပဲအဲဒါကြောင့်ပြလိုက်တာဝန်ရှိသူတွေလည်းအဲဒါကြီးကိုဒီတိုင်းထားပြီးအခန်းကိုလည်းအလုံးပြန်ပိတ်ခဲ့ရပါတယ်ဒီယူစုကတော့ဒဏ္ဍာရီတွေဖော်ပြလိမ့်ရှိတဲ့နတ်ဆိုးရဲ့အတင်ပြင်းနဲ့တူနေတာပါကြောကုန်းပတ်တောင်ပဲလို့ယူဆရတဲ့အယိုးတွေရှိနေတယ်လို့ဦးကောင်းကလည်းဂျိုးတချောင်းထိုးထွက်နေတာတွေ့ရပါတယ်နောက်ပြီးတော့နရက်တွေကတံမှန်တက်ဖို့ရှိနေတာပါဒီယုစုကိုကြည်လိုက်ရုံနဲ့ကောင်းတဲ့ကိစ္စမဖြစ်နိုင်ဘူးဆိုတော့ချက်ချင်းခန်းစားမိမှဖြစ်ပါတယ်။အယုစုရဲ့မူလစိတ်မျိုးကိုစုံစမ်းကြည့်တဲ့အချိန်မှာ၁၈ရာစုလောက်ကမော်စရာတူအိုးကစင့်ခေါ်ခဲ့တယ်လို့သိရပါတယ်။ ဘဲကနေလေဆိုရင်ငဲပီကတမန်တော်အနေနဲ့ပေါ့နောက်တော့ဒီတမန်တော်ကဘာကိစ္စနဲ့ကဘာမှတောင်းတင်ပြီးကြံနေခဲ့တလဲမသိရပါဘူး။ကောလာဟာလာတွေရောမော်ဆီယာကတားမြစ်ထားတဲ့ပညာရက်တွေနဲ့မကောင်းဆိုးဝါးတွေကိုလမ်းခေါ်ပြီးစီးပေါက်လိုက်တဲ့အချိန်မှာဝရုံးသောကကိစ္စတွေဖြစ်ခဲ့ကြပါတယ်။အဲဒီကိစ္စကြောင့်မော်ဆီယာကိုယ်တိုင်လည်းပြာတိဖြစ်ပြီးသက်ဆုံးရှုံးခဲ့ရတာပါ။တချောင်းဝိညာဉ်တွေလည်းပုံစံမျိုးမျိုးနဲ့ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီငရဲသားနှစ်စုကတော့အယိုးစုအနေနဲ့ကြံခဲ့ရတယ်ဆိုတဲ့ဇလန်းတွေလည်းရှိခဲ့တာပါ။ဒီဇလန်းကဟုတ်သည်ဖြစ်စီမဟုတ်သည်ဖြစ်စီအယိုးစုရဲ့ဖွဲ့စည်းပုံကထူးဆန်းလွတ်လာတော့သေးကြပါတယ်။ အဲဒါကြောင့်ပြတဲ့ကိုရောက်လာတဲ့အချိန်မှာလုံချုံအောင်တင်းပြီးတော့လူမြင်ကွင်းကနေခက်ဝဲဝဲမှာထားခဲ့ပါတယ်။ Pepsi ဆိုပြီးနမည်ဆိုးနဲ့ကြော်ကြားတဲ့ဒီရုပ်ကျင်းကတော့မမီယုံလောင်းတစ်ခုဖြစ်နေတာပါ။ LS လို့ခေါ်တဲ့ရှားပါပြည်စည်းစုဆောင်သူတို့ကဒီအလောင်းကိုတွေ့ခဲ့တာပါဒီမမီယုံရဲ့မူလစိမ့်မင်းနဲ့ကောလာဟာလာတွေကလည်းစိတ်နှောက်ရှစ်ဖြစ်စရာကောင်းလုံးနေတာပါဒီဇလန်းတွေကအငင်းပွားမှုတွေကိုလည်းမီးမွေးလိုက်တယ်လို့ဖြစ်ခဲ့ပါတယ်မမီဆိုတဲ့အတိုင်းခန္ဓာကိုယ်ကတော့၆သိပ်ပိန်လေးနေပါတယ်ဒါမဲ့လည်းစပင်းတွေကရောရှည်ထွက်နေတော့မှာပဲ ပုထုဇနာကဒီစပိန်ကြီးကပန့်တယ်လို့ဝမ်ဝေးကင်နဲ့ရှေ့ထွက်လာခဲ့တာပါ။နောက်ပြီးတော့စပိန်ရဲ့မူလရန်ကိုကနီးချင်းချင်းဖြစ်နေပါတယ်။ဒီမမီးရဲ့စိမိကိုမသိရင်လူတယောက်ကမျက်နှာပြောင်ပြီးတမင်ဖန်တီးထားသူလိုတော့ဖြစ်တာပါ။နောက်ပြီးတော့ပစ်စီကအမောင်ချန်မော်ပညာအမောင်ချန်မော်ပညာပိုင်းဆိုင်ရာမှာထဲထဲဝင်ဝင်ပြတ်တက်ခဲ့တဲ့ဆိုတဲ့ဇလန်တွေလည်းရှိပါတယ်။မမေဖြစ်ပြီးတဲ့နောက်မှာအောက်လန်မော်စီယာတွေကအစီအမံဖြစ်နေတုံးချခဲ့လို့ပါပဲ။ပြတဲ့ကိုရောက်လာချိန်မှာလေးပစ်စီရဲ့ဘေးအတွက်ဆိုးကျိုးတွေကရှိနေခဲ့တာပါ။အဲဒါကြောင့်အလုံးပိတ်တက်တာတွေကိုရောက်သွားခဲ့ရပါတယ်။ ရတဲ့တခုမှာတော့ထူးဆန်းတဲ့လင်းနှုတ်ရုပ်ကျင်းကိုဖွက်ထားရပါတယ်။အဲ့ဒီလင်းနှုတ်ကခေါင်းနှလုံးပါတဲ့ပုံစံဖြစ်နေတာပါ။တခါတလေခေါင်းနှလုံးပါတဲ့တိရစ္ဆာန်တွေကိုတွေ့ရတတ်တာကြောင့်ဘာမှမထူးဆန်းတဲ့ကိစ္စလို့ထင်ရနိုင်ပါတယ်။ဒါပေမဲ့လည်းဒီလင်းနှုတ်ရုပ်ကျင်းကထူးခြားနေရပါ။သူ့ရဲ့မူလစိမကလည်းခက်ဆန်းဆန်းရှိနေပါတယ်။တကယ်တော့ဒီရုပ်ကျင်းကဗီတိုရီယာခေတ်တွင်အိမ်ပြကြီးတစ်လုံးထဲမှာရှိတဲ့တက်တာဟောင်းကြီးကနေတွေ့ခဲ့တာပါ။အဲဒါကြောင့်ထူးဆန်းနေဆိုပြီးဘိုင်းညာမတိပဲနဲ့ယူလာပါတယ်။နောက်ကြတော့ဒီရုပ်ကျင်းပိုင်ဆိုင်ထားတဲ့သူကအန်ဒီယတမျိုးမဟုတ်တမျိုးတွေ့ရတတ်တာပါ။ အဲ့ဒီခေတုန်းကလေဒီလိုကိစ္စတွေကိုဒီတမ်းမပြည့်ရတဲ့အတွက်ပြတဲ့ကိုပဲရောက်လာခဲ့ပါတယ်။ပြတဲ့တိုင်းဝင်ရှိသူတွေလည်းမူလစိမိကို like ဆုံဆိုင်ရင်အကြောင်းရင်းကိုသိလိုက်တဲ့ချိန်မှာမျိုးလုံးပြူးသွားတာပါ။ဒီရုပ်ကြီးကမကောင်းတဲ့မော်စွမ်းဖြန့်ဝေတဲ့နေရာမှာဂျားကန်ပြင်းနဲ့အုံပြူးလို့ရလို့ပါပဲ။နောက်ပြီးတော့ဖြစီးတဲ့သူတွေစွန့်ပြစ်တဲ့သူတွေကိုထိခိုက်ပါစေဆိုပြီးကျင်းသားတိုက်ထားခဲ့တာပါ။အဲ့ဒါကြောင့်ပြတဲ့တိုင်းဝင်ရှိသူတွေလည်းအထက်လန်းဆရာပင်ပြီးဒီရုပ်ကြီးကိုတစ်တာတဲ့တော့ထက်ထက်ခတ်ပြီးတော့တင်းဆဲလိုက်တာပဲဖြစ်ပါတယ်။စကူရသူတင်မောသားတွေကိုကြောက်ရွံ့စေတဲ့ယာရီထဲမှာရည်သူမမဟုတ်တဲ့ရည်သူထီထီလည်းပါခဲ့တာပါ တိတိကျကျပြောရရင်တော့ဖီဂျီရည်သူထီးတွေပါပဲသူတို့ကရန်လိုကြမ်းတမ်းရက်ဆက်လွန်ပါတယ်စကုရာစုတင်မောသားပုံမြင်တွေထဲမှာလေဖီဂျီရည်သူထီးတွေရဲ့အကြောင်းကထိတ်လန့်စရာဖြစ်နေအမြဲပါနေခဲ့တာပါဒါပေမဲ့ပြတဲ့တခုမှာတင်းစဲထားတဲ့ရည်သူထီးရုပ်ကျွင်းကတော့ပို့ပြီးတော့ကြောက်စရာကောင်းတဲ့ပုံပေါက်နေခဲ့ပါတယ်မျက်နှာကမြောက်တကောင်ရဲ့ဦးကောင်းခုံလိုဖြစ်နေပြီးအောက်ပိုင်းကတော့ငါးလိုခန္ဓာကိုယ်မျိုးပါပဲတင်မောသားတွေယုံကြည်ထားတဲ့ပုံမြင်ထဲကဖီဂျီရည်သူထီးတွေကတာမန်တိုင်းရဲ့ကောင်တွေမဟုတ်ပါဘူးသူတို့မှာတဘောပေါက်လွှဲနေရှိနေခဲ့တာပါ ဒီရည်သူထီးတွေကမုံတိုင်းတွေလိုင်းလုံးတွေကိုဖန်တီးနိုင်တယ်လို့ကျင်းစာတိုက်နိုင်စွမ်းနဲ့ရှိတယ်လို့ယုံကြည်ထားပါတယ်။ရည်သူထီးတွေနဲ့မျိုးလုံးချင်းစုံပြီးတဲ့တင်မောသားတွေဆိုရင်တစ်တလုံးယူသွားတယ်ဆိုတဲ့ဇာတ်လမ်းတွေလည်းရှိနေကြတာပါ။အဲဒါကြောင့်ဒီရုပ်ကျင်းကြီးပြတိုက်ကိုရောက်လာခြင်းမှာဒါဝင်းရှိသူတွေလေးလုံးလုံးချုံချုံနဲ့တင်းထောက်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။လူတစ်ပိုင်းမြင်းတစ်ပိုင်းတက်တော်ကြီးတွေကဂရိတန်နိုင်လာဇာတ်လမ်းတွေထဲမှာပဲရှိခဲ့တာလို့လူအများစုကယုံကြည်နေကြတာပါ။ဒါပေမဲ့ဥရောပရဲ့ပြတိုက်တစ်ခုမှာအဲ့ဒီလိုမျိုးပုံစံရှိတဲ့အယိုးစုကြီးကိုအခုထိတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ပေမဲ့လူတွေကိုကြီးခွင့်ပြုထားတာမှမဟုတ်ပါဘူးဒီရိုးစုကြီးရဲ့ပုံစံကအစ်စ်မန်ဆက်လုံးပါတယ်အယုဆက်နေရာတွေအယုတီဆက်ဖို့နေရာတွေကလည်းတဘာဝတိုင်းပါပဲပြရတဲ့တာဝန်ရှိသူတွေကစစ်ဆေးကြည့်တော့လေလူတွေဖန်တီးထားတာမဟုတ်ဘူးလို့ပဲဖြေထွက်နေကြတာပါဒါပေမဲ့ဒီရိုးစုကြီးဘလို့ရောက်လာလဲဆိုရဲမှတ်တမ်းကိုတော့ရှာမရခဲ့ပါဘူး။တစုံတစ်ယောက်ကအဲ့ဒီမှတ်တမ်းကိုရေးပဲချက်ရှိရှိဖျက်ထားခဲ့ပုံလေးရှိနေကြတာပါ။အဲဒါကြောင့်မေဒီရိုးစုကြီးရဲ့မူလစစ်မြေရဲ့အမျိုးမျိုးသောကောလာဟာလတွေကလည်းပြန့်နှံ့နေကြပါလိမ့်။ အများစုကတော့ဒီရိုးစုကြီးကလျှို့ဝှက်ဆန်းတက်မှုတွေမော်တက်ဆိုင်ရာစီမံတွေနဲ့ပတ်သက်နေတယ်ဆိုပြီးယုံကြည်ခဲ့ပါတယ်ဒီရိုးစုပြတိုက်ကိုရောက်လာခဲ့တဲ့အချိန်က၁၈ရာစုလောက်မှာဖြစ်ပါတယ်လာဖို့တဲ့သူကတော့ရှားပါးပြည်စီစုဆောင်သူဝါသနာရှင်လေးတူပါပဲဒါပေမဲ့အသေးသေးအချက်လက်တွေကိုတော့ဝေဝါးနေအောင်လှုပ်ထားခဲ့တာပါဒါပေမဲ့သူကဒီရိုးစုကိုမြင်ကွင်းကနေတေချာသိမ်းထားဖို့ပဲတေချာတတိပေးခဲ့တာပါဒါပေမဲ့ပြတိုက်တာဝန်ရှိသူတွေဟာပညာရှင်တွေကိုခေါ်ပြီးတော့ဒီရိုးစုကြောင့်တီးကွင်းရောက်စူးစမ်းတဲ့ကိစ္စတွေလည်းရှိခဲ့ပါတယ် အဲ့ဒီအချိန်တိုင်းမှာလည်းမမျော်လင့်ထားတဲ့ပြဿနာတွေကြံဖန်တက်ပြီးတော့အယိုးစုစစ်ဆေးရေးကိစ္စတွေလည်းပျက်စီးခဲ့ရတာပါဒီလိုနဲ့ပြတဲ့ကလူတွေလည်းဒီယိုးစုကြီးကိုမထီရဲတော့ပဲဒီတိုင်းထားခဲ့တာခုထက်ထီပါပဲဒေမနန်ငယ်ကမတိမချပြတဲ့လေတခုရဲ့အလုံးကျုံဆုံးအခန်းထက်မှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း2400ကျော်လောက်ခရေကတည်ဆုံခဲ့တဲ့ရုပ်လောင်းတခုကိုတင်ဆက်ထားတာပါဒီရုပ်လောင်းကိုတွန်းလူသားလောင်းလို့လည်းခေါ်ကြပါတယ်အရင်ကတော့ဒီရုပ်လောင်းကတန်ကျိုးခက်လျက်နဲ့မြေဆွေးနိုအိုင်ကြီးထဲမှာရှိနေခဲ့တာပါသူ့ရဲ့ပုံစံကရစ်ပူစော်မှုတခုရဲ့တားကောင်ဖြစ်ခဲ့တယ်လို့ပါပဲ ထူးခြားကြကားတော့မြေဆွေးရကြီးပေါင်းရှိနေတာတော့မှခန္ဓာကိုယ်တွေကပုံသွုံမသွားတာပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကတော့နူဝန်ကြီးထဲမှာရှိတဲ့ထူးဆန်းတဲ့တမျိုးကြောင့်ဒီလိုဖြစ်ရတာလို့ကောက်ချက်ချပါတယ်။နောက်တော့အဲ့ဒီကျုပ်လောင်းကပြတဲ့ကိုရောက်လာပါတယ်။ဒီချိန်မှာခန္ဓာကိုယ်ဖွေးစည်းမှုကလည်းတိတ်ပြီးတော့ရုပ်ပြည့်စင်ပြဲမဖြစ်နေပါဘူး။ဘယ်လောက်တောင်လဲဆိုရင်လက်ပွေတွေကိုနှိပ်ကြည့်လိုက်လို့ရတဲ့အထိရှိနေခဲ့တာပါ။ပြတဲ့တောင်ဝင်ရှိသူတွေကိုအုံနောက်60ကျဲတဲ့ဒီကိစ္စကတော့လေပင်းမှာပတ်ထားတဲ့တန်ကျိုးကြီးကိုချွတ်မရတဲ့ကိစ္စပါ။ဘာဖြစ်လို့လဲဆိုရင်တန်ကျိုးကိုချွတ်မဲ့ကိစ္စကိုတိုင်မင်လိုက်တာနဲ့ပြဿနာတွေရှာချမ်းပြီးတက်လာရလို့ပါ။ ဲဒါကြောင့်ဒီရုပ်လောင်းကြီးကဂျင်းသာတိုက်ခံထားရတယ်လို့ပဲယူဆခဲ့ကြပါတယ်ဒီဒီကောင်မတော့ဒီရုပ်လောင်းကြီးကိုပြန်စွန့်ပြစ်ဖို့ဆွေးနွေးကြတာပါဒီဒီကောင်မလည်းပြဿနာတွေကျင်ဖန်ဖြစ်ပြီးတော့ပြစ်လို့မရပဲဖြစ်နေခဲ့ပါတယ်အဲဒါကြောင့်နောက်ဆုံးမှာတော့ပြတဲ့တဲကအလုံးကြုံဆုံးခန်းထဲမှာတောင်းတင်ခဲ့ရတာပါစာရွက်လန်လိုက်တာနဲ့ပုံလေးတွေကြလာတဲ့စာရွက်ဒီကကလေးချိုက်ဆုံးနဲ့မှာပါပါတယ်ဒါပေမဲ့လည်းဒီစာအုပ်ကိုတော့ချွင်းချက်ထားရမှာပါဘာဖြစ်လို့လဲဆိုရင်စာအုပ်ထဲမှာပုံဖော်ထားတဲ့အကြောင်းအရာတွေကစက်သိန်းထားစရာကြီးပဲဖြစ်နေလို့ပါ ညီစာအုပ်ရဲ့နာမည်ကဆေးဘက်ဆိုင်ရာဒုဒုဆန်းဆန်းများနဲ့တဘာဝလုံဖြစ်ရများလို့ရေးထားပါတယ်။ဒီထဲမှာဆိုရင်ခန္ဓာပိဒါဆိုင်ရာဖော်ပြချက်တွေရုံလောင်းတွေရဲ့ဖွဲ့စည်းပုံတွေပြင်တခြားထူးခြားတဲ့အကြောင်းအရာတွေကိုကွက်ကွက်ကွင်းကွင်းပုံဖော်ထားပါတယ်။ထူးခြားချက်ကတော့ဒီစာအုပ်ကိုဖွင့်ဖက်မိတဲ့သူတွေကညအိမ်မပြောတာတွေစိတ်တက်ကြတာတွေစိတ်ပိစည်းတာတွေဖြစ်ကြလို့ပါ။နောက်ပြီးတော့ယူသွားတဲ့သူတွေကိုကိုကိုစီရင်ကြတဲ့သူတွေတောင်ရှိနေကြတာပါ။ဒီထဲမှာတဘာဝလုံကိစ္စတွေကိုမယုံတဲ့သူတွေတောင်ပါနေခဲ့ပါတယ်။ ဒါကြောင့်နောက်ဆုံးမှာဒီစာအုပ်ကပြတဲ့ကိုရောက်လာပြီးတန်ကျိုးကဲတက်တာ ਈ ထဲမှာစံမြန်းနေရတာပဲဖြစ်ကြောင်းဝေမျှလာရင်းနဲ့ဗီဒီယိုလေးကိုနှီးကုန်းချုပ်လိုက်ပါရယ်အဆုံးလေးကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်